အဲမင်္ဂလာပါနော်ကျွန်တော်ဒီမှာတုံညဘာသာပလေးစတိကနံပြန်ကြပြန်ကြရင်သူကရင်တော့၁၇နှစ်မြောက်မှာသူကအကနံပြန်ထွက်တာအဲ့မှာတော့ရှစ်ခါးနဲ့ထွက်တာနော်အဲ့ရှစ်ခါးနဲ့ထွက်လို့သူကအဲ့နှစ်ထဲပထမဆုံးထွက်တဲ့ရှစ်ထိတ်နဲ့ကနံကနောက်နှစ်ကိုလိုက်ထွက်ရမှာနော်ဒုတိယကတုံညဘာသာပလေးစတိကနံပြန်ကြနော်ပြန်ကြရင်သူကရင်၁၇နှစ်မြောက်မှာပလေးစတိမှုလို့၁၇နှစ်မြောက်မှာအကနံပြန်ထွက်နော်အဲ့မှာ၉ခါးနဲ့ထွက်လို့၉ခါးနဲ့ထွက်လို့အဲ့နှစ်ထဲပထမဆုံးထွက်တဲ့၉ထိတ်နဲ့ကနံနောက်နှစ်ကိုလိုက်ပေါက်ရမှာနော် ီမှာကျွန်တော်တို့ကသူညဘာဘရေးစတစ်ကနံပြန်ကြပြီးတော့17နှစ်မြောက်မှာဒီမှာထွက်ရမှာလို့နော်ဒါရင်တော့ Facebook မှာကျွန်တော်ခဏခဏတင်ပေးခဲ့စနစ်တည်းနော်နောက်အကောင့်တွေပြတ်တော့ကျွန်တော်မတင်လိုက်လဲလွှင့်မရဘူးအကောင့်တွေကပိတ်ပိတ်ခံနေရအဲ့ထွက်တော့သူကသူညခါနဲ့ထွက်သွားတာနော်ဒီမှာလည်းကျွန်တော်တို့ကတွေ့တွေဖြစ်ကုန်တယ်အဲ့မှာသူညခါနဲ့ထွက်သွားလို့အဲ့နေ့တည်းပထမအောင်ထွက်တဲ့သူညထိတ်နေကနံသူည63ကနောက်နေ့ကိုလိုက်ပေါအောင်မှာနော်ပထမကတ်မှာသူကပထမကတ်မှာသူပေး3ချိန် နော်ပထမကတ်မှာသူကသူ့ဘေး၃ချိန်မှာပထမထွက်တဲ့၈ထိတဲ့ကဏ္ဍသူ့ဘေး၃ချိန်နော်ဒုတိယမှာပထမထွက်တဲ့၉ထိတဲ့ကဏ္ဍသူ့ဘေး၃ချိန်တတိယကတ်မှာပထမထွက်တဲ့၃ညထိတဲ့ကဏ္ဍသူ့ဘေး၃ချိန်မှာသူကမထွက်သွားဘူး MOD ကောင်း၆ညသုံးအောင်မွေးဆိုတော့ဒီတစ်ဆိုင်ထဲနဲ့ပြောရမှာမဟုတ်တခြားကောင်းကောင်းလေး site တစ်ခုလည်းရှိတယ်နော်အမလို့မွေးခိုင်းတာတေချာလေးလိုက်မွေးနော်ဒီ၃ည၆သုံးအောင်တေချာလိုက်မွေးကျွန်တော်အတန်းတမ်းမှာနော်ပြီးမှမပေါက်လိုက်ဘူးလေပါရဲ့မလုံနဲ့ ော်တော်ကောင်းကောင်းလေး site ရှိတယ်ဒါနော်ကျွန်တော်ကတော်တိုင်မပြောဘူးသိပြီအဲ့ဒီမှာ तू ကအဲတုံညဘာသာ brace stick ကနေပြန်ကြရင်17နှစ်မြောက်မှာအဲ့ကနေပြန်ထွက်ထွက်ပြီးနောက်နှစ်မှာ तू brace stick ကို၄ခါကစားတစ်ချိန်နှစ်ချိန်နော်တစ်ချိန်နှစ်ချိန်၃ချိန်၄ချိန်နော်တစ်ချိန်နှစ်ချိန်၃ချိန်၄ချိန်၄ချိန်တိတိကစားတယ်နော်အဲ့ဒီထဲမှာအဲ့၄ချိန်နဲ့မှာ तू က ဒီကျွန်တော်တို့တုံညပါသောဗရိစက်တိကဏ္ဍတစ်ခွက်အပါဝင်ကစားတယ်တုံညပါနဲ့ဗရိစက်တိကဏ္ဍအတိအကျတစ်ခွက်ပါတယ်နော်ဒီမှာလည်းကျွန်တော်တုံညပါတဲ့ဗရိစက်တိကဏ္ဍပြန်ကြရင်17နှစ်မြောက်မှာဗရိစက်တိမို့လို့ပြန်ထွက်တာ17နှစ်မြောက်မှာနော်ဗရိစက်တိမို့17နှစ်မြောက်ပြန်ထွက်ထွက်တော့သူကအဲ့နောက်နှစ်မှာသူဗရိစက်တိကို၄ခါတိတိကစားတာဒီဘောတစ်ခါ၂ခါ၃ခါ၄ခါကစားတယ်နော်အဲ့ဒီလေးကကစားတဲ့ထဲမှာတော့တုံညပါသောဗရိစက်တိကလည်းတစ်ခါအပါဝင်နဲ့ကစားတယ် ဒီမှာကျွန်တော်တုံညပါတော့ဘေးစတစ်ကနန်းကြံကြတယ်အဲ့ကနန်း၁၁မြောက်ဘေးစတစ်မှု၁၁မြောက်မှာလိုက်ထွက်သွားပြီနော်လိုက်ထွက်သွားပြီဆိုတော့အဲ့ဒီနှစ်ထဲမှာကျွန်တော်တို့ကဖတ်သွားတော့နောက်နှစ်မှာသူကဘေးစတစ်ကဘေးစတစ်ကသူ၄ကကစားရပါနော်2025မှာဘေးစတစ်၄ကကစားရပါနော်ဘေးစတစ်ကို၄ချိန်ထွက်ရအဲ့ဒီမှာကျွန်တော်တို့ကတွက်လိုက်တာကဘေးနော်ဘေးဘေးစတစ်လို့စကြရင်၁၁ဘွန်းနဲ့ဘေးစတစ်လို့စကြရင်၁၁ဘွန်းနဲ့ ဒိတ်တိလို့ဆက်ကြရင်ဆက်တက်ပွဲနဲ့ဆိုပြီးကျွန်တော်တို့အဲ့လိုတွက်လိုက်တာအာမကျော်နှစ်ခုနဲ့အောင်ဂယူဆိုက်ဂယူဆိုက်ဆိုအနီးကပ်မှာလဲကျွန်တော်၅ကပ်မှုနဲ့ဒိတ်တိကိုနှစ်ချက်ထောက်ပြီးတော့၃ချက်ရိုက်ပေးထားတာနော်၅ကပ်မှုလေးနဲ့ရိုက်ပေးထားတယ်ဒီဟာလေးလည်းရှိလို့ကျွန်တော်ကဒိတ်တိကိုဂယူဆိုက်ဆိုကြာရင်သူကဆက်တက်ပွဲဒိတ်နဲ့ကြာမှာဆိုပြီးတော့ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့က27နဲ့စကြွားပါတာနော်အဲ့မှာကျွန်တော်ဒိတ်တိဖမ်းတာတော့မှန်တယ်ကျွန်တော်ကမနေ့ရင်ပွဲကပြန်ကြောက်အောင်မဲတာဘူးပြေနော်ပြန်ကြောက်ရှယ်ကြီးကိုအဲ့900အာဘောနော် ခုနှစ်အောင်ကျွန်တော် share တွေ့တာစနစ်ကမြင်းလို့မရဘူးသူကျွန်တော်ကဆော့တာနော်မြင်းလို့မရဘူးသူတော့ပေးပေးမပေးနဲ့ပြီးလာချင်းကျွန်တော်တို့ကရမှာပဲနော်အဲ့ဒါ breakdit ဒီနေ့ထဲမှာ2015လေးမှာနောက်ထပ်3ကြိမ်ထွက်အောင်မှာအဲ့3ကြိမ်ထဲမှာ3ညပါတော့ breakdit ကနေတစ်ခွက်ပါရမှာနော်အခုနဲ့တိုက်ဆိုင်နေချင်းကြရင်ထိုးပေါ့ဗျာနော်အဲ့ဒီမှာပထမအောင်ထွက်တဲ့ breakdit ကိုကျွန်တော်ဖမ်းလိုက်တာ blue ဖမ်းလိုက်တာဆို ကီတူညဘာသာဘရိစတိကနန်ပြန်ကြရင်17နှစ်မြောက်မှာဘရိစတိမလို့17နှစ်မြောက်ကိုလိုက်ထွက်သူရှိနှစ်နှစ်ကျော်မှာသူကတူညရဲ့ပါဝါ၅ထိပ်စီရဲ့ပေါ်ကရှစ်ပါတဲ့ကနန်တကွက်ကနောက်နှစ်ကိုရှစ်နောက်ပိတ်အငင်းနဲ့သူကလိုက်ပေါက်ရအဲ့ပေါက်ရင်သူသူဆောင်မှာအဲ့ရှစ်နောက်ပိတ်ကရှစ်ထိပ်စီကိုတက်တယ်အဲ့တက်တယ်တဲ့ဆောင်မှာဘရိသုံးခုကို၄လို့ထည့်တယ်နော်အဲ့၄ထည့်တဲ့ရင်ဆိုင်မှာပထမဆုံးဘရိတေးလို့အဲ့မှာဘရောင်းဘရိတေးကြရင်17ပွန်းနဲ့ဆိုကျွန်တော်ဖမ်းထားတာအဲ့မှာဘရိတေးကောင်းတယ်လို့ရင်ပွဲကျွန်တော်တတိပေးတာနော် ကျွန်တော်လည်းတော်ထိုးပါရယ်เนาะကျွန်တော်ကဂွားခွန်ကြီးကြိုက်တော့လေးခါးရင်းနဲ့ပိတ်ထိုးပြတယ်ဗရီတက်ကိုဒီမှာလည်းတုံညပါတော့ဗရီစတစ်ကနန်းပြန်ထွက်တယ်17မြောက်မှာအဲ့ကနန်းပြန်ပြန်ပေါက်တယ်17ဗရီစတစ်မဟုတ်17မြောက်ပြန်ပေါက်တာဗောနော်အဲ့လိုပေါက်အောင်ရှေ့နှစ်နှစ်ကျော်မှာသူအဲ့တုံညရဲ့ပါပါ၅ထိပ်ကြီးပေါ့အရှိပါတဲ့ကနန်းတစ်ခွက်နောက်နှစ်မှာသူကရှေ့နောက်ပိတ်နဲ့အညီနဲ့လိုက်ထွက်တာထွက်လို့ရှိရင်အဲ့ရှေ့နောက်ပိတ်ကနောက်နှစ်သူဆောင်မှာရှေ့ထိပ်စီလို့တက်တယ်အဲ့တက်တဲ့ဒီဆောင်မှာဗရီသုံးခုကိုလေးပြီးတော့ငါးလို့ထည့်အဲ့တက်တဲ့ဒီရင်ဆိုင်မှာ ပရိတ်တို့စကြမစကြရင်လည်းဆက်တဲ့ဘိုးနဲ့ဆိုပြီးတော့ကျွန်တော်ဖမ်းတာနော်အပွင့်တီးကြအောင်မတ်လိုက်တာပေါ့ဗျာနော်ဒီမှာတုံ့ပြန်ပါလို့ဘရိတ်စတစ်ကနန်းကပြန်ကြလို့စတစ်ဘရိတ်စတစ်မလို့စတစ်နှစ်မြောက်မှာအဲ့ကနန်းကပြန်ထွက်ရမှာနော်ဒါမင်းအစိုးကြီးကျွန်တော်လင်းကားကတော့လိုက်လွင့်ပြီးတယ်အတွက်ရမှာဆိုတော့သူကအဲ့ဒီဘရိတ်စတစ်ရဲ့အရှိနှစ်နှစ်ကျော်မှာနော်တုံ့ပြန်ပါလို့ဘရိတ်စတစ်ရဲ့ပြန်ထွက်ပါအရှိနှစ်နှစ်ကျော်မှာသူကသူ့ရဲ့တုံ့ပြန်ရဲ့ပါဝါ၅ထိပ်စီရဲ့ပါဝါ၈ပါတဲ့ကနန်းတကွာကနောက်နှစ်မှာသူက ရှင်းနောက်ပိတ်အညီနဲ့လိုက်ထွက်အဲ့ရှင်းနောက်ပိတ်တွေကသူ့ဆောင်းမှာရှစ်ထိတ်စီလို့သူကလိုက်တယ်ရတာနော်အဲ့လိုက်တဲ့ဒီဆောင်းမှာသူကပရိသုံးခုကို၄၅၆လို့လိုက်တွေ့လို့တည်ထားတာအဲ့လိုတည်တဲ့ဒီရင်တိုင်းမှာဗရိတ်တဲစကြရမယ်လို့နော်ဒါကျွန်တော်ခွန်သုံးညာ၄တွေကိုနော်ခွန်၄၀တွေကိုအများကြီးပဲကျွန်တော်၄ခါနဲ့၄ခါနဲ့ဆိုရင်ကျွန်တော်တော်တော်ပေါက်တယ် အမှနှစ်ခုနှစ်ကိုပိုတင်ထိုးတော့ဗျာနော်နှစ်ခုနှစ်ပတ်လည်ကိုပိုတင်ထိုးတော့ဘာလို့ကျွန်တော်စက်တပ်ဝင်အတိကျနေဆိုတော့အဲ့မှာဘရိတ်စတိစကြသွားတာတော့သူကလုံးဝဘရိတ်တိကျသွားတာတော့လုံးဝအထောက်ခိုင်ခိုင်မာမာနဲ့ကျသွားပါဘူးနော်ဒါပေမဲ့ဒီမှာစက်တပ်ဝင်ဘရိတ်မဟုတ်တော့ကျွန်တော်တို့မှပေါက်လိုက်တော့အဲ့တော့ကျွန်တော်ဒီနေ့ထဲမှာနောက်ထပ်နော်ဘရိတ်တစ်ကို၄ကကစားမှာနော်ဒီနေ့ထဲမှာလည်းဘရိတ်တစ်ကို လေးကကစားမှာဒီထဲမှာလည်း break တစ်ကိုလေးကကစားမှာနော်အဲ့ဒီမှာ तू ကငါးထည့်စီပေါ်ကရှစ်ပါးတဲ့ကနန်းတစ်ခုကိုနောက်နှစ်ကိုရှင်းရှင်းနောက်ပိတ်အငင်းနဲ့ तू က light ပေါ့အဲ့ light ပေါ့တဲ့ဓာတ်နဲ့ तू ကသူ့ဆောင်မှာ तू ကအရှင်းနောက်ပိတ်ကရှစ်ထည့်စီလိုတက်တယ်ရမယ်အဲ့ရှစ်ထည့်စီဒီပထမဆုံးထွက်တဲ့အဲ့နေ့ထဲမှာပထမဆုံးထွက်တဲ့ရှစ်ထည့်စီဖြစ်ရမယ်အဲ့ရှစ်ထည့်စီဆောင်မှာ break သုံးခုကို तू က၄လို့ ထောင်ပြီးမှသူ့ရဲ့ရင်ထဲမှာပထမဆုံးဗရိတ်တစ်ကိုစကြပါတာကျွန်တော်တို့ကဆက်တဲ့ပွင့်ဗရိတ်ကိုဖမ်းလိုက်တော့နော်အဲ့ဒီမှာသူကအဲ့လိုကြပြီးရနေတဲ့သူကသူ့အောက်မှာသူ့အောက်ကဟဲ့ဒီဗရိတ်ရယ်ဒီဗရိတ်သုံးရင်နော်ဒီဗရိတ်နှစ်ဒီဗရိတ်သုံးခုပေါင်းရင်၄လို့ထောင်တဲ့ဗရိတ်ကနောက်ဆုံးဗရိတ်ရယ်ဒီရှစ်ထိပ်စီတက်ထားတဲ့ဗရိတ်ရယ်သူ့အောက်ကဗရိတ်ရယ်ဒီဗရိတ်သုံးခုကိုသူက 3နှစ်1ဆိုပြီးတော့မှအဲ6ရဲ့ပါဝါ1ရဲ့ပါဝါကို6ပါလို့သူကလိုက်ထည့်နေနော်ဘရိတ်3ခုပေါင်းခြင်းကို6လို့လိုက်ထည့်တာဘရိတ်3ခုပေါင်းခြင်းကိုသူက6လို့လိုက်ထည့်တယ်နော်ဘရိတ်7စကြဝါလို့သူ့အောင်မှာဟိုက်ဘရိတ်3ခုကို6လို့လိုက်ထည့်တယ်ဒီမှာလည်းကျွန်တော်ငါးထိပ်စီပေါ်က7ပါတဲ့ကဏ္ဍတစ်ခွက်ကိုနောက်နှစ်မှာ7နောက်ပိတ်ညင်နဲ့လိုက်ထွက်တာအဲလိုက်ထွက်တာနဲ့အရှင်းနောက်ပိတ်ဒီနောက်နှစ်ကို7ထိပ်စီကိုတက်ရိုက်တာ ဲ့ချစ်တဲ့ကြီးဒီအဲ့နှစ်တဲ့ပထမအောင်ထွက်တယ်ရှစ်ထိပ်ကြီးဖြစ်ရမယ်အဲသူ့ဆောင်မှာတော့ပရိသုံးခုကို လေးပြီးတော့၅လို့ထောင်းတယ်နော်၉နှစ်လေး၅လို့ထောင်းအဲ့ထောင်းတဲ့ရင်တိုင်းမှာသူကဘရိပထမဆုံးဘရိတစ်ကိုသူကစကြရတာအဲ့မှာကျွန်တော်စက်တဲ့ပွင့်ကိုဖမ်းတာအဲ့လိုကြပြီးရနေတဲ့ဟာဒီရှစ်ထိပ်ကြီးတက်ထားတဲ့ဟာဒီဘရိလေးရဲ့ဒီမှာကျွန်တော်တို့ဘရိသုံးခုပေါင်း၅ထောင်းတယ်ဟာဒီနောက်ဆုံးဘရိလေးရဲ့သူ့ဘောက်ကထွက်မဲ့ဟာဒီဘရိရှစ်ရဲ့ hybrid သုံးခုပေါင်းခြင်းကို4 4 8ဆိုပြီးတော့မှသူကအဲ့ဒီ brake ပထမထွက်တဲ့ brake တရဲ့ power brake သုံးခုကို6လို့လိုက်ထည့်ပါတယ်တဲ့နော်ဒီမှာလည်းကျွန်တော်ငါးထည့်စီပေါ်က8ပါတယ်ခဏတကွကိုနောက်နှစ်မှာ8နောက်ပိတ်အညင်အဲ့8ဆိုတာတရဲ့နက်ခတ်ပဲလीနော်အဲ့8နောက်ပိတ်အညင်နဲ့လိုက်ထွက်ရင်အဲ့8နောက်ပိတ်ကနောက်နှစ်သူသောမှာ8ထိပ်စီလို့သူကအစပြီးတော့လိုက်တည့်ရတာအဲ့8ထိပ်စီပထမထွက်တဲ့8ထိပ်စီဖြစ်ရမယ်အဲ့သူသောမှာဒီ ပရိသင်္ဟုပေါင်းခြင်းကိုသူက4 5 6သူလိုက်ထောင်တယ်အဲ့ထောင်တဲ့ရင်ဆိုင်မှာဒီမှာပရိတေးလို့အဲ့မှာကျွန်တော်နှစ်ခုနှစ်အောင်မိမှာဆိုလို့သတိတောင်ခဏပေးသေးတယ်နော်အဲ့ဒီမှာ तू က27ပရိနဲ့ချသွားတော့ကျွန်တော်တို့ငတ်သွားအောင်ကျွန်တော်ပြန်ကြလဲမဲတာဘောနော်အရင်ပွဲပြန်ကြဒီ900ပြန်ကြအဲ့သူဟုတ်ပြီပရိတေးကတော့ तू ကခိုင်ခိုင်မာမာထောင်းနေအောင်သွားပြီဆိုတော့သူ့အောက်မှာထမန်ဟဲ့ဒီပရိရေနော် ီရှစ်ထိပ်စီတည်ထားတဲ့ပထမရှစ်ထိပ်တွေ့ထားတဲ့ဟာဒီပရိတ်ရေဒီပရိတ်၃ခုပေါင်းခြင်းကိုကျွန်တော်တို့ကအဲ့ဒီတည့်ရပါဝါ6လို့ဖြစ်ရမှာနော်ရှစ်ပရိတ်၃ပရိတ်ရှိရအတွက်ဒီမှာကျွန်တော်တို့က9ပရိတ်ဝင်ရမှာနော်9ပရိတ်အခုကျွန်တော်တို့ main ပရိတ်ထဲမှာလည်း9ပရိတ်ပါတယ်နော်ဟုတ်ပြီကျွန်တော်တို့ကဟုတ်ပြီပထမဆုံးဗရိတ်၁၁ကအခါခံမှန်မှန်နဲ့ကြာသွားပြီဆိုတော့သူကမဗရိတ်၃ခုကို၆လို့လိုက်ထည့်တယ်အဲ့လိုထည့်တဲ့အချိန်မှာသူက ဒီထိပ်သီးသုံးလုံးပေါင်းခြင်းထိပ်သီးသုံးလုံးပေါင်းခြင်းသည်၃ညခါသုံးလုံးပေါင်းခြင်းသည်690ဆိုတော့ငါ၃ည9နောက်ဘက်သုံးလုံးကြည်939ဆိုတော့၃ည91ပေါင်းခြင်း ਨੇ သူကတကွက်ထက်ပေးနေတာဗျာနော်နှစ်ကပ်မှာနှစ်ကပ်စလုံးမှာတော့သူကတကွက်ထက်ပေးနေတာဒီမှာလည်းဘရောင်းဘရေးစတစ်စကြတယ်သူကမှဒီဘရေးသုံးခုကိုတည့်ရပါပါ6လို့ခွေလိုက်တာဒီထိပ်သီးသုံးလုံးပေါင်းခြင်းသည်၃ည ခါသုံးလုံးမောင်းကြီးသည်ငါ၊တုံညာငါ၊နောက်ပြီးသုံးလုံးမောင်းကြီးသည်တက်၊တုံညာငါတက်ပေါင်းခြင်းနဲ့တကွက်သေးဆို865ဆိုတကွက်သေးပေးနေ။ကျွန်တော်လှည့်ကြရင်ရောသုံးကတ်မှာပေးအောင်မလား။ bracelet ကတော့သူကခါရင်မှမှန်းတော့စကြသွားတာပေါ့နော်။စကြပါလိမ့်ဆိုဒီ bracelet သုံးခုကိုကျွန်တော်တို့က6လို့ထည့်မယ်ဆိုရင်ဒီမှာ9 bracelet ရမယ်နော်။အဲ့တော့အရှိအတိုင်းပဲကျွန်တော်တို့ကယူကြည့်အောင်။ 351ပေါင်းခြင်းနဲ့နော်351ပေါင်းခြင်းနဲ့ကျွန်တော်ကြည့်ကြည့်အောင်ထိသုံးလုံးကိုကျွန်တော်က3ထည့်မယ်ဆို8 4ရှိတဲ့အတွက်8ထိပ်ခါသုံးလုံးက5ဖြစ်အောင်ဆိုတော့ခွန်8ရှိတဲ့အတွက်ကျွန်တော်က3ခါနော်နောက်ပြီးသုံးလုံးကိုကျွန်တော်က1ဖြစ်ရမှာဆို351ပေါင်းခြင်းဆိုတော့3 1ရှိတဲ့အတွက်ခွန်839ခွန်နော်839ခွန်ဒဲတစ်ပေါက်ထည့်ပြီးသွားအောင်မလားပြီးသွားရင်ကျွန်တော်တို့ကယူလိုက်ပေါ့ဗျာမပြီးသွားတော့လဲကျွန်တော်တို့က ငါတထောင်ရင်းလိုက်ပေါ့နော်အနည်းဆုံးတော့တထောင်နှစ်ထောင်တော့ရင်းတက်မှာနော်ဒါပေမဲ့ပြီးတော့ရှိပြီးတော့ရှိပေါ့ပြီးတော့လေကျွန်တော်တို့ကရတာပေါ့နော်အဲ့ဒီမှာကျွန်တော်ဒီမှာဒါကိုကိုနောင်းဒီဖုန်းတစ်ခုပဲခြိုင်မှာနော်ဒါမန်မာဝင်နေပါဝင်နေဆိုလဲဟိုအပိုင်ဒီပါတွေတော့မရှိဘူးနော်ကိုကကိုကျွန်တော်စနစ်တွေကိုအဲ့လိုမျိုးခံမနေစနစ်တွေကိုကြိုက်တယ်ဆိုရင်တော့လာဝင်နော်ဒါ Viber ရှိတယ်နော်ဒါ Viber ရှိတယ်ဘာပါမှာပဲအလုပ်လုပ်တယ်နော် Messenger တွေဘာတွေမခေါ်တော့ဘူး ဲ့မှာကျွန်တော်တို့ဒီမှာ8390နော်မင်း76ကိုလောရင်လိုက်ပေါ့နော်ဒါနေတော့တော့တစ်ဆောင်တစ်ဆောင်တော့ရင်းတင်ပါတယ်နော်ဒီစနစ်ကသူရှိမှလည်းတကွက်ထက်ပေးနေရဆိုတော့နော်ရှိမှလည်းတကွက်ထက်ပေးနေရဆိုတော့395ပေါင်းချင်းနဲ့ဘာလို့ဆိုတော့ကျွန်တော်ဒီကဏ္ဍကိုဘာလို့ထိုးခိုင်းလဲဆိုတော့ re brace တစ်ဟိုသူအခိုင်အမာနဲ့ကြောက်သွားလို့ဒီ brace 3ခုပေါင်း6ကိုကျွန်တော်ကယူရဲသွားတာနော် brace တစ်ကိုဒီမှာခိုင်အမာနဲ့ကြောက်သွားလို့ brace 3ခု6ကို395ပေါင်းချင်းနဲ့နော် ဒီမှာလဲသူကဘရိတ်တစ်ကိုတော့ကျသွားပြီစတက်ပွင့်တော့မဟုတ်ဘူးပေါ့ကြာနော်21နဲ့ဖြစ်သွားအဲ့ဒါဘရိတ်သုံးခု6ဖြစ်မယ်ဆိုရင်ဒီမှာ9ဘရိတ်ဝင်မှာ735မှာကျွန်တော်က6ဖြစ်မှာနော်အဲ့ဒီမှာသူ3951ပေါင်းချင်းနဲ့ပါပြီးမယ်ဆိုရင်ကျွန်တော်တို့က839ခုတပေါက်တယ်နော်ပြီးတော့ရှိမပြီးတော့ရှိရင်းကြည့်လိုက်ပေါ့ကြာနော်အဲ့မှာကျွန်တော်ဒီ839ခွန်ကိုနော်ကျွန်တော်အနီးကဖော်မွေးလေးနဲ့ပြန်ချိန်တာ ကျွန်တော်အနီးကနဲ့လည်းချိန်တာဘူးနော်အနီးကနဲ့လည်းချိန်တာအဲ့လိုချိန်မှကျွန်တော်တို့ကိုက်မှအနည်းဆုံးနှစ်မှုသုံးမှုလောက်ဆုံးမှကျွန်တော်တို့ကကနန်းတစ်ခွက်ကိုထိုးတာနော်တမှုတန်းတော့ကျွန်တော်တို့ကမချဘူးအဲ့ဒီမှာကျွန်တော်တို့ကဘာလဲဆိုတော့ဒီ2019ကစောင်းနော်ဒီ2019ကစဒီ2019ကဒီရှေးပေါင်း6ရက်ရှေးပေါင်း6နော်အဲ့ရှေးပေါင်း6ရက်ရင်ဆိုင်တစ်နှစ်ကျော်မှာသူကပရိ6လို့လိုက်တယ် ရှင်နှလုံးပေါင်းကြီး6တည်ဒီနှလုံးပေါင်းကြီး6အဲ့6ကိုသူကတုံညာတလုံးပိုင်းနဲ့ဖော်မွေးပြီးကစားရတာနော်ဒါတိုက်ဆိုင်နေချိန်ကျွန်တော်တို့ကသုံးလို့ရအဲ2018မှာကျတော့ရှင်ပေါင်း6ပဲရှင်ပေါင်း6ရရင်လည်းတနည်းကြုံမှာသူက6ပြိလို့ပဲရဲ့အဲ့ဒီ6ပြိဒီနှလုံးပေါင်း6နဲ့တုံညာတလုံးပိုင်းနှလုံးပေါင်း6နဲ့နော်ဒီနှလုံးပေါင်း6ဆိုရင်သူကနှလုံးပေါင်း6ပဲဖြစ်ရတာနော်16မဖြစ်ရအောင်နော်အဲ3ကတ်မြတ် ရှိရှိပေါင်း30ရင်းဆိုင်မှာသူကပရိတ်30လို့ရိုက်နော်ပရိတ်30လို့ရိုက်ရိုက်တာဒီမှာသူကဒီနှလုံးပေါင်း30ဒီဒီနှလုံးပေါင်း30နဲ့ပဲတုံညာတစ်လုံးပိုင်းနှလုံးပေါင်း30အဓိကတော့တုံညာပိုင်းနဲ့ပေါ့ဗျာနော်တုံညာပိုင်းနဲ့ဒီရှင်းနှလုံးပေါင်း30ကိုရှင်းနှလုံးပေါင်း30တိကျနဲ့လိုက်ထွက်တာပေါ့လေးကမြောက်ဒီရှင်းနှလုံးပေါင်း9ရေရင်တစ်နှစ်ကျော်မှာပရိတ်9လို့လိုက်တာပဲအဲ့မှာတုံညာတစ်လုံးပိုင်းဒီရှင်းနှလုံးပေါင်းဒီ15မို့လို့ ီနှလုံးပေါင်းစီလဲ15အတိအကျဖျက်အောင်နော်၄ကပ်ပြီးပါ5ကပ်ရှိရှိပေါင်း5ရေရင်လိုက်တစ်နှစ်ကျော်မှလဲသူဗရိတ်5လို့လိုက်ထွက်အောင်ဗရိတ်15လို့လိုက်ထွက်အောင်နော်အဲ့မှာဒီနှလုံးရှင်းနှလုံးပေါင်းစီ15မှုလို့ဒီနှလုံးပေါင်းစီလဲ15အဲ့မှာ၃နှစ်တစ်လုံးပိုင်ဆိုတော့ဗရိတ်15ဖြစ်သွားတာနော်အဲ့တော့ဒီရှင်းနှလုံးပေါင်း9ရေရင်လိုက်တစ်နှစ်ကျော်မှဗရိတ်9လို့လိုက်ထွက်အောင်အဲ့မှာရှင်းနှလုံးပေါင်း9မှုလို့ကျွန်တော်ဒီနှလုံးပေါင်းစီ9နဲ့ဗရိတ်9၃နှစ်တစ်လုံးပိုင်နဲ့နော်ဒါကဖော်မွေးပေါ့တိုက်ဆိုင်တဲ့ချိန်သုံးတာအဲ့တော့ကျွန်တော်တို့ကဒီနှစ်ထဲက ရှေးပေါင်း6ရက်ရင်းနဲ့တစ်နှစ်ကျော်မှာ3ပြိတ်ဆိုတော့6ပြိတ်မရဘူးရှေးပေါင်း9ရက်ရင်းနဲ့တစ်နှစ်ကျော်ခွန်ပြိတ်မရသေးဘူးရှေးပေါင်း9ရက်ရင်းနဲ့တစ်နှစ်ကျော်မှာလည်း9ပြိတ်မရသေးဘူးနော်ရှေးပေါင်း9ရင်းနဲ့တစ်နှစ်ကျော်မှာလည်း9ပြိတ်မရသေးဘူးရှေးပေါင်း10ရက်ရင်းနဲ့တစ်နှစ်ကျော်မှာလည်းသူက17ပြိတ်လို့မရဘူးသူညပိုင်နဲ့နော်အဲ့မို့ကျွန်တော်ဒီပွဲမှာရိုင်းမယ်ဆိုရင်ရှေးနှလုံးပေါင်းကြီး15ရှိတဲ့အတွက်အဲ့မှာ15ပြိတ်လို့ကျွန်တော်တိကျရိုက်ရမှာသူများတစ်လုံးပိုင်းနဲ့အမှုဒီမှာလဲဖော်မူးနဲ့လဲသွားတိုက်ဆိုင်နေတယ်နော် ဒီမှာဆိုရင်ကျွန်တော်တို့ကပေးမယ်ဒီဖော်မွေးရကျွန်တော်9နှစ်မြောက်ဆက်ပေးမယ်ဆိုရင်တနေ့နှစ်နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်မြောက်ဆက်ပေးမယ်ဆိုရင်ကျွန်တော်တို့ကသုံးညတစ်လုံးပိုင်းနဲ့ brace 15အတိအကျဒီမှာထွက်ရမှာနော်ဒါလို့မထွက်ခင်တော့နောက်ပွဲတွေဆက်ယူပေါ့ဒီပွဲမှာကျွန်တော်တို့ကဒီပေါင်ကြီးရှိသုံးညခွန်လေးနဲ့ဒီမှာလည်းကျွန်တော်တို့ဖော်မွေး brace 15နဲ့လာကြိုက်နေရမှာလို့နော်ဒီရှိသုံးညခွန်ဒါအနည်းဆုံး1000 2000တော့ရင်းတက်ပါတယ်နော်မရှိတဲ့6လေးကိုရန်လိုက်ပေါ့ဗျာနော်လူကမေရရန်လိုက် နောက်တွဲပါပါလေးနဲ့ချိန်မှဆိုလို့ကဲအားလုံးကိုလက်ပါအဲ့ဒါကြီးတင်ပေးလိုက်ပါရနော်ဘာ